မလာဆောင်မောင်ကိုကို အမရပူရမမြင်ဘူးကျွန်တော်ချစ်တယ်လည်းမဟုတ်ဘူးမချစ်ဘူးလည်းမဟုတ်ဘူးချစ်တယ်ရီမချစ်ဘူးတွေကိုကျွန်တော်မသိဘူးစိတ်လှုပ်ရှားမှုတော့ရှိတယ်လို့ပြောရမှာပေါ့မမြင်ဟာကျွန်တော်တန်းနေရကျွန်တော်တန်းဆိုတာက လူက38ယောက်လာပဲကျွန်တော်မိသားကတမဝါမမမြင်ဟာ မာလာဆောင်ကမမေ့အိမ်ကအထက်အညာကကျွန်တော်တို့ကနောက်ဆုံးနေ့ဆိုတော့9ရောက်တစ်ဖက်မြို့ရဲရယုံမှာကွင်းဆင်းရတာတွေပါရှိတယ်အဲ့ဒီကနေရင်းနှီးသွားကြတာနေမှာပေါ့မိန်းကလေးဆောင်ရဲ့ဧကန်းမှာ ကိုမိန်းကလေးကအဆောင်ပေါ်ကဆင်းလာကိုစောက်ရတယ်ဆိုတာရှက်စရာလို့ကျွန်တော်ထင်တယ်ကျွန်တော်အဲ့ဒါမျိုးတစ်ခါမှမလုပ်ဘူးအဲ့ဒီခေတ်က1982ကနေ 1985ဗော။ Stereo K ဗော။လမ်းတကယ်ချင်းစဗော။တက်ဒူရောက်တာကြာပြီကွယ်။အတွဲလေးတယောက်တော့လိုချင်နေမမ်မီရဲ့ရှာပေးကွယ်ရီစာလိုချင်နေချင်းပေါ်ခဲ့ပြီဗော။ယူဇနာဝင်တဲ့ဖဲကျိုးဟာကစားနေပေါ့ကျွန်တော်တို့ကအဲ့ဒီဝအာယုံမဆက်နိုင်ခဲ့ဘူး ပတ်စံဟာမရှိတော့လဲဤစားရှိရင်တွားလာစားကြောက်啊ရုပ်ရှင်ကြီးอ่ะကိစ္စများများအောင်လဲထက်တွေ့ရသေးတယ်မဟုတ်လားကျွန်တော်နေတဲ့တမိုင်းဇွဲကွင်ဆောင်ရှိမှာဘောလီဘောကွင်းရှိတယ်ငယ်ကလေးကဘောလီဘောကစားခဲ့တဲ့ကျွန်တော်ဟာဘောလီဘောကစားလုံးလို့ဥကြနေရလေကစားကွင်းထဲမှာကျွဲလို့လူးလိမ့်မဲ့တဲ့နေအောင်ပြင်းထန်ကစားတာပဲ ကျွန်တော်ကဘောလုံးကန်တာမရဘူးဘောလီဘောတော့ရှစ်တန်းလောက်ကလေးကရွှေကြီးရွာထဲမှာကစားလာခဲ့တယ်ကောင်ဆိုတော့တက်ကူရောက်တော့လဲတက်တဲ့ပညာမနေတာပေါ့နော်အဆောင်လိုက်ပြိုင်ပွဲတွေကစားတယ်တက်ကူချင်းပြိုင်ပွဲတွေကစားတယ်ညနေတိုင်းကွင်းစင်တယ်အเจ้าဘရက်တွေမှာစီးပွားရေးကစားတယ်ရူးရယ်လို့မရှိဘူး ဘောလုံးကိုကိုင်းနေတယ်လို့ကိုင်းနှစ်ယောက်ချင်းသုံးယောက်ချင်းជីជីကစားတာစီးပွားရေးကစားတယ်ခေါ်တာဗော။ရွာမှာကလေးကကျွန်တော်ကြွန့်ကျင်ခဲ့တဲ့ကစားနေဗော။ကစားတယ်။ကစားတယ်။ကျွန်တော်ဘော်ဒီဗောအသေးကစားတယ်။ခန်းငေါ်ဆောင်ကိုကျွန်တော်နှိပြသွားလို့ရတယ်။ကျွန်တော်တို့ခေတ်ကတက်ကတူမှာမစွန်တောင်တဲ့မတက်လေလောမလောစာပြဆိုတဲ့စကားရှိတယ်။ကျွန်တော်ကတော့ခန်းငေါ်ဆောင်ကဆောင်သူတွေကို ဗောလီဘောနည်းပြလောက်ခွင့်ရခဲ့ပါတယ်စုံကြည့်ခဲ့ပါဦးကျွန်တော်ကလည်းအလုံးရှုံမခံနိုင်ဘူးဗောလီဘောပဲလွတ်လွတ်လပ်လပ်ကစားနေကြတာပတ်လားတရတင်ကြည့်ဦးတယ်ပြင်းသွားတယ်ဂီတာလေးတင်မလို့ဘာညမပေါ့ရေကူးတာရွာမှာကလေးအကျွမ်းကျင်ပြီးသားတက်ကူမှာပေါ်ဒီဘောခုံလေးချပြီးကြပြားစားအောင်ရောင်းနေသူတွေတွေ့ရတယ် တက်လို့မှာကဗျာစာအုပ်ရောင်းနေရင်ချင်းမူဟာတကယ်ချစ်စရာကျွန်တော်လဲခင်ဗျာကဗျာဖိုင်ကဗျာနဲ့ညှိသွားတယ်ဒီတစ်ခါရွာပြန်ပြောင်းစံသမင်းစားရတယ်ဆိုရက်လွတ်လပ်တဲ့ကဗျာစာချောင်းမျိုးတွေကြိုက်ပြီဗောလီဘောကစားရင်နှစ်ဖူးဘောလုံးထိမှန်ပြီဘာလို့လဲဆိုတော့ကျွန်တော်အာယုံရိတ်ထဲမှာကဗျာစိတ်ကူးရုပ်ပုံနဲ့ဝင်နေပြီဘောလုံးကကျွန်တော်နှစ်ဖူးကိုထိမှန်ပြီ စီးပွားရေးတက္ကသိုလ်လည်ရွေးစဉ်ဖြစ်ပြိုင်ပွဲတွေဆင်နွှဲရင်ကြပြရတွေရေးပြီးအပြင်ဆောင်တွေပို့ဖတ်လာတယ်။ကြပြသမားစာသမားတွေနဲ့ပေါင်းသင်းပြလာတယ်။ဝုံမှုနီးကပ်သွားကြတယ်။သူတို့တွေဟာရိုးရိုးစာသမားတွေမဟုတ်ဘဲလက်ဝဲနိုင်ငံရေးကိုတင်ညွတ်သူတွေ။အဲ့ထဲမှာအတန်းတွေကကိုကျော်မင်းကအဓိကပါဝင်တာပေါ့။သူကနိုင်ငံရေးနဲ့အထက်ရောက်သွားပြီးမှပြန်လွတ်လာပြီး ကျောင်းပြန်တက်ခွင့်ရသူဆိုတော့ကျွန်တော်တွေအသက်ပိုကြီးသူပေါ့ကျွန်တော်တွေကျောင်းမဂ္ဂဇင်းကိုကန်တွယ်ခွင့်ရသွားတယ်နိုင်ငံကစာတော်ကလည်းကျွန်တော်တို့လူပဲကျောင်းသားကျောင်းသူတွေစီ message ပေးနိုင်မှုကျွန်တော်တို့ဘက်ကအခွင့်တာသွားတယ် ego magazine တခုလုံးကျွန်တော်လက်ထဲလုံးဝရောက်ရှိလာဖို့ဆိုတာတိုင်ပွဲတော်ရှိတာပေါ့ကျွန်တော်တို့မှာ romantic မရှိရတော့ဘူးလားကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုတွေရတယ် ဲ့ထဲရပဲအတန်းတွေကမမင်းတို့အုပ်စုနဲ့ခင်မင်းသွားကြတယ်မမင်းတို့ကတော့စောင်းတွေပါတွေဖတ်ကြတယ်မဟုတ်ပါဘူးမာလာဆောင်ရဲ့စောင်းတွေဖြစ်တယ်မမင်းတို့ဟာစာပေနဲ့မပတ်တဲ့နိုင်ငံရေးကိုစိတ်ဝင်စားတမန်ကျောင်းသူတွေပါပဲတကယ်တော့လေအများစုက မမင်းတို့လိုပါပဲကျွန်တော်တက်ကူမှာចောင်းသားနိုင်ငံရေးလှူရှားမှုကိုစိတ်ဝင်စားသူကနည်းနည်းလေးပါ အဖွဲသေးသေးလေးတစ်ဖွဲပါကျွန်တော်တစ်ချောင်းလုံးပေပေတေနေလာပေမဲ့နောက်ဆုံးနှစ်မှာတော့မမြင်တို့အဖွဲနဲ့နှိကက်သွားမိတယ်မလာခင်ထီမှာအေးတောက်တာအင်းဟန်ကန်ဆောင်မှာဘူးတိကျော်စားတာအဲ့လိုတွေဖြစ်လာတယ်မင်းကလေးအဖွဲရဲ့ကျွန်တော်နဲ့ကိုကျော်မြင့်ရဲ့ပေါ့ကိုကျော်မြင့်ကတော့ကျွန်တော်ကိုစောင်းပတ်စရာရှာပေးသူနိုင်ငံရေးလမ်းညွန်သူအခုလိုအခြေအခြေအမှာပါရမီဖြစ်သူ ဒါမှမဟုတ်မြောက်ပြီသူပေါ့ကျွန်တော်လည်းမမြင့်ကိုနည်းနည်းတော့စတာပါပြီမမြင့်မက်ကလည်းအထားတော်နည်းနည်းပြီးနေမမြင့်တို့ဟာအเจ้าကိုလာရင်မလာဆောင်နောက်ကလမ်းကြားလေးကလာကြတယ်မလာကန်တင်းကိုလာရင်လည်းအဲ့လမ်းကြားလေးကနေလာတယ်ကတ်နေရပဲပေါ့ကျွန်တော်ယောက်ျားလေးတွေဖွဲ့ကကိုကိုမင်းအောက်ကကိုအောင်လည်းဖိတ်ဆိုင်အမြဲထိုင်နေမမြင့်တို့ကလည်းဖိတ်ဆိုင်ထိုင်လိမ့်မရှိဘူး သူတို့ကသူတို့ကန်တင်းလဲမထိုင်ကြပါဘူးကျွန်တော်တို့နဲ့သာထိုင်တတ်တာပါပတ်စံရှင်းတာကတော့အကုန်လုံးဒူးတလဲကိုတလဲပါပဲ final exam ကတိတ်မဝေးတော့ပါဘူးမိုးရိမ်မုန်းကလေးတွေရှိရှိနေတတ်ပြီနေ့လယ်ကမမင်းကပြောတယ်ရာမညတော့စားကြနေဘာလဲရာမညတော့ဆိုတော့ရာမညအဆောင်သားကအတုံးဆုံးတဲ့ညာဥမှာစရောက်တာတဲ့ ဟေးငါလာပို့ပေးမယ်ညကြရင်ညကောင်ကြီးရတဲ့ဆင့်နင့်စီပို့ပေးမယ်လို့မမင်းကိုပြောခဲ့တယ်မမင်းကနာမည်ကမမင်းပါသူ့ကိုကျွန်တော်ကနင်းနဲ့ငါနဲ့ပဲပြောတယ်အဲ့ဒီမိုးရိပ်မုန်းွေရှိတဲ့ညအုံးမှာကျွန်တော်နဲ့ကိုကျော်မင်းဟာတမိုင်းဇွဲကပင်ဆောင်ကနေမလာဆောင်ဘက်ကိုထွက်လာခဲ့ကြတယ်။လိုင်းကားလည်းရှိသေးတယ်။လဲထဲမှာလက်ဖက်ရည်ပါရီတောက်ကြတယ်။ည၈နာရီခွဲလောက်မှမ ။အရာမညတော့ဝယ်တယ်။ပီလန်းရှိကမလာဆောင်စီ ကိုကျော်မြင့်နဲ့ကျွန်တော်ချီတက်ကြတယ်။မလာဆောင်ရှိကိုရောက်တော့မလာဆောင်မောအတန်တွေကထူးထူးခြားခြားစူးညံ့နေတယ်လို့ပဲ။ပီလန်းပီလန်းမဘောကနေမလာဆောင်ကြီးကလှုပ်ရတဲ့တန်တွေကိုကြားနေရတယ်။ကျွန်တော်လဲရာမညတော့ကိုညဆောင်ဖိုးကြီးကတဆင့်မမျက်စီပို့လိုက်တယ် ခဏနေတော့မမျက်စီရာများတော့ရောက်သွားပြီမမျက်က သူ့ခန်းထဲကနေမှတ်တရပြတယ်ကျွန်တော်တို့နှစ်ယောက်လည်းအဆောင်ဝင်းကရဲ့အပြင်ကမှတ်တရလို့ပေါ့ဒါမျိုးတွေ့ကြုံလည်းကျွန်တော်မှမရှိဘူးဒါကပထမဆုံးတွေ့ကြုံပဲဒါစိတ်လှုပ်ရှားရင်ကုန်စရာလားအဲ့လိုနေတော့မှမိုးပွဲလေးတွေရွာလာတယ်မိုးပွဲလေးတွေဖြတ်တန်းပြီးကျွန်တော်ဟာ မာလာဆောင်မောကမမြင်ဘူးမောကြည့်လို့မမြင်ရလဲမတ်တရရလဲကျွန်တော်လှမ်းကြည့်လို့မမြင်ခန်းကပြည်လမ်းမကလှမ်းမြင်လို့ရတဲ့ခန်းဆိုတာဒီညမှာကျွန်တော်စသည်တာကျွန်တော်မှထိတိလက်ပါတယ်ချီကိုဖွင့်လိုက်တယ်ကိုကျော်မင်းနဲ့ထိတိလက်ကိုနှစ်ယောက်တူစောင်းလို့ပေါ့ကိုကျော်မင်းကလည်းကျွန်တော်တို့အလိုလိုက်ပြီးတဲ့သဘောဘာမှမပြောဘူး ျွန်တော်ဆက်လက်မျောပေါင်းပေးထားတယ်။ဗမင်းကအဆောင်မောင်ကနေခဏနေဦးဆိုတဲ့သဘောလက်ဟန်ပြတယ်။ခဏနေတော့ညဆောင်ကြီးကအိတ်ကလေးတိတ်လာပြီးတယ်။အထဲမှာတပတ်ကလေးတထဲနဲ့စာလေးတစ်စာ။စာရင်းတည်းထည့်ထားတာမဟုတ်ဘူး။လောလောဆယ်ဘာအတိပေးချင်တာပါလဲကျွန်တော်ဖတ်လိုက်တယ်။ကျောင်းတွင်ပိတ်သွားပြီ။မမနဲ့ပြန်မနဲ့စော်ကြီးငါမျိုးပြန်မယ်။ မမင်စာလေးကအဲ့ဒါပဲမမင်ကလည်းကျွန်တော်ကိုနင်းနဲ့ငါနဲ့ပဲပြောလို့ရှိတယ်ကျွန်တော်ကလည်းပီလန်းမဘောကနေမာလာဆောင်ဘောကမမင်ကိုလက်တွေဝေးရန်ပြဘောမမင်ကတော့မာလာဆောင်ဘောကနေကျွန်တော်ကိုတီတီငိမ့်ငိမ့်လေးလက်ပြန်ပြပါတယ်ဘေးကကိုချော်မင်းကကျွန်တော်ဖြေကိုကြည့်ပြီးဒီမောင်းနေတယ်ဟဲ့ပြန်မယ်ကွာ ်မိုးတွေတည်တိုင်းခက်တွေ့လိမ့်မယ်ကျွန်တော်မမ်းမြေကိုနောက်ဆုံးအနေနဲ့လက်ကိုဝေ့ရန်ပြန်လိုက်တယ်မိုးရွာထဲမှာပြည်လမ်းမတိုင်ပြန်လာရဲ့ထီးရကိုကျော်မြင့်လက်ထဲရောက်သွားပြီကိုကျော်မြင့်ကကျွန်တော်ထီးဆောင်ပြီးဂရေလေးတိုက်နေတယ်မိုးကတော့မိုးပွဲလေးပဲထီးတလက်နဲ့လူနှစ်ယောက်ဟာ မိုးကတော့ဘယ်မှာလုံးလိမ့်မလဲဟင်းအားကန်ရှိရောက်တော့မိုးကတိတ်လာတယ်လက်စည်းတွေလက်ပြီးမိုးတွေချိန်လာတယ်ကျွန်တော်ကမမြင်ပြလိုက်တဲ့တပည့်ကို ချုံလို့လီယောမိုးဝေယုံတုံးကနေပေါ့ကျွန်တော်တို့ကနောက်ဆုံးနှစ်သမားတွေဆိုတော့တက်ကသူကကျွန်တော်တို့တွေဘရောမှပြန်မဖွင့်တော့ပါဘူးနောက်ဆုံးနှစ်ဆာမွဲကို က်ကတူပြန်မသွားပဲကိုမျိုးမှာကိုဖြစ်ရတယ်ကျွန်တော်စာမွေးအောင်မဲ့မဲ့ဘွတ်တဲ့မျိုးရဘူးတပတ်ကလေးထဲမှာမလာကောင်းရှိနေတယ်မမင်းပဲစီပဲဝဲဆိုတာကျွန်တော်မသိပါဘူး